ရားကိုးကွယ်လို့ငါစီးပွားတက်တယ်ဆိုစီးပွားတက်ချင်လို့ကိုးကွယ်ရင်တရဏကောမဖြစ်ဘူးမှန်ပါဗျကြောက်လို့ကိုးကွယ်တယ်သူများတွေကကိုးကွယ်တယ်မကိုးကွယ်ရင်တခြားရန်လုံးမှာကြောက်လို့ကိုးကွယ်တယ်ဒါလည်းတရဏကောမဖြစ်ဘူးနောက်တစ်ခုကတော့မျိုးရိုးကကိုးကွယ်လာလို့ကိုးကွယ်ရင်အစရတယ်တရဏကောမဖြစ်ဘူးမှန်ပါဗျမသိပဲနဲ့ကိုးကွယ်နော်ตัวตันเนี่ยโอกาสนึกได้อ๋อล้างหญ่นได้เลยสุดะอเม็ดปอมมา ဥတီချက်က intention ကမြင့်မြတ်မှတရဏဂုံကတည်တယ်လို့ဆိုလိုတယ်။ intention ကရွယ်ချက်မကောင်းဘူးဆိုလို့ရှင်တော့ဖះဟာနဲ့လိုပဲငါ့ကိုစီးပွားဖြစ်အောင်မားလိမ့်မယ်ဆိုရစိတ်နဲ့ကိုယ်ကိုယ်ရင်တော့အစရတယ်ကသူကတရဏဂုံမဟုတ်တော့ဘူးကွာ။နှက်ကိုယ်ဝယ်တာပဲဖြစ်သွားပြီ။ချက်ပန်းနိုင်ငံကိုကြားဘူးတယ်မဟုတ်လား။ကြားပါဗျာ။ချက်ပန်းနိုင်ငံကရှင်တုဘာသာဝင်နေများတယ်။မှန်ပါဗျာ။ဒါပေမဲ့တစ်ချိန်တည်းလေဘုရားဘာသာဝင်နေပဲသူတို့မှန်ပါဗျာတော့မို့ဂျပန်ကအရင်တော့ ခုတော့လူကြီးတန်း80ကျော်သွားရတဲ့တရားလောင်းရဖြစ်ပြီလားမှန်ပါဗျာဘုန်းတို့တီတုံးကအဲ့ဒီဂျပန်ဆရာတူဂျပန်နစ်ဗုဒ္ဓဆင်းလက်ချပေးတာတီဟိုမာတုံးကမှန်ပါဗျာအဲ့ဒီဆရာပြောတာဂျပန်ပြည်မှာဗုဒ္ဓဘာသာဝင်ဘယ်လောက်ရှိလဲဆိုရင်တန်း80လို့ပြောရမှာမှန်ပါဗျာရှင်တို့ဘာသာဝင်နတ်ကုန်ဝဲတာဘယ်လောက်ရှိလို့ဆိုရင်တန်း80ပဲမှန်ပါဗျာဘာလို့ဆိုတော့ဒီပြိုင်နဲ့နှစ်ခုစလုံးကိုကိုယ်ွယ်တယ်လို့ဆိုသူကအဲ့လိုပြောတယ် သူတို့စီမှာလေမှန်ပါဗျာအဲ့တော့ကိုယ်ကမှုကတော့တရဏဂုံနဲ့မဆိုင်ဘူးပေါ့နော်တရဏဂုံတီးတာတော့ခုနအမျက်နဲ့တော့မှတရဏဂုံတီးတယ်လို့ခေါ်တယ်မှန်ပါဗျာသူကသူကိုယ်ကွယ်ခြင်းကိုယ်ကွယ်တာကိုယ်ကွယ်တာတော့သူကကိုယ်ကွယ်ကိုယ်ကွယ်တရဏဂုံအစ်စ်မရတာလည်းရှိမှာပေါ့နော်မှန်ပါဗျာဘာသာချာတည်းရဲ့တခြားဘာသာဝင်တို့ရဲ့ဘာသာရေးစာများကိုဖတ်ကြားမိရင်ဖတ်ကြားမိရုံနဲ့တော့ဘာဖြစ်ပါ အဲ့ဒါတွေကိုယုံကြည်ပြီးတော့သူတို့အယူဝါဒကိုလက်ခံတယ်ဒါဗုဒ္ဓဝါဒကိုစွန့်ပယ်တယ်ဆိုရင်တော့တရဏံကိုပြတ်သွားပြီပေါ့အဲ့ဒါအဲ့လိုတော့ပြတ်တယ်ဒါဆိုရင်တချို့တပြည့်တော်သူငယ်ချင်းတွေထဲမှာအဖေကခရစ်ယာန်အမေကဗုဒ္ဓဘာသာဖြစ်တာဖြစ်တာကြောင့်သူတို့ဒီဗုဒ္ဓဘာသာရောခရစ်ယာန်ရောနှစ်ခုစလုံးကိုးကွယ်လူတွေရှိတယ်သူတို့ကြတော့ဘလို့ဘလို့အကျိုးအပြစ်များရှိမလဲရှင်ဗျာဒါဆိုရင်သူတို့ကအကျိုးများမှာလားအပြစ်ပိုပြီးတော့များမှာလားဗျာဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်ယာန်ပဲဖြစ်ဖြစ် ပါဏာတိပါဒကမကျွလွန်ဘူးဆိုရင်အပြစ်မဖြစ်ဘူးတဲ့ကိုယ်ဝယ်ရုံတတ်တက်ကလေးနဲ့ပါဏာတိပါဒကသူမလို့ဘူးအရိဏရဏမလို့ဘူးကာမေသူမေဆာဆရာမကျွလွန်ဘူးမူတာဝါဒရသူရမေရီရတော့မလို့ဘူးသူကကိုချင်းတရားကောင်းတဲ့လူကောင်းတယောက်အနေနဲ့နေတယ်ဘာသာတရားလည်းခုနလိုပဲကိုယ်ဝယ်ရဘာသာတစ်ခုအနေနဲ့ထားတယ်ဒုစရိုက်တွေမလို့ဘူးသူကဒါနလည်းလုပ်တယ်ဒုစရိုက်တွေမလို့ဘူးဆိုရင်ဒါသူအပြစ်ဖြစ်စရာအကြောင်းရှိဘူးဘာအတွက်ဖြစ်နိုင်တော့ဆိုလို့ရှိရင် ခရစ်ယာန်ကိုးကွယ်တယ်ဒီကိုးကွယ်တယ်ဆို